ရိသမားအားလုံးပဲမင်္ဂလာခင်ဗျာ1.36ပြိုင်ပွဲကြီးမှာအွန်လန်းအန်ဆန်းဟာသူ့ရဲ့ professional ကစားသမားဘဝနောက်ဆုံးနှုတ်ဆက်ပွဲစဉ်ကိုအနိုင်ရလတ်နဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်ပြီးတော့ bonus american dollar 9000လဲစုခုရောက်သွားနိုင်ခဲ့ပါတယ်ခင်ဗျာပွဲပြီးမှာ1ကအွန်လန်းအန်ဆန်းကို1 championship ရဲ့ Hall of Fame မှာထည့်သွင်းတဲ့ကစားသမားစုကိုလည်းရှင်းပြမယ်ဆိုတဲ့အကြောင်းထည့်သွင်းပြောကြားသွားခဲ့ပါတယ်1 championship ရဲ့ ဟော့တော့ဖိန်းဆိုတာဟာအထူးကျော်ဆုံးတဲ့ဂန္ဓဝင်အစိတ်ရောက်တဲ့ကစားသမားတွေအဖွဲ့အစည်းတွေပြီးတော့အဖွဲ့အစည်းကိုအကျိုးပြုခဲ့သူတွေဒါတွေကိုဂုံပြုတဲ့အမြင့်ဆုံးစုဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်ရဲ့ပြိုင်ပွဲသမိုင်းကြောင်းတစ်ချောင်းမှာဟော့တော့ဖိန်းဆုကိုရရှိခဲ့မှုတာ၃ယောက်ပဲရှိပါတယ်ခင်ဗျပြောရမယ်ဆိုရင် UFC ဘက်မှာလည်း Hall of Fame fighter တွေရှိတယ်။ One Championship မှာတော့ Online Ansan ဟာဒါတတိယမြောက Hall of Fame ကိုထည့်သွင်းခံရတဲ့ကစားသမားဖြစ်ပါတယ်။ပြီးတော့မြန်မာနိုင်ငံကနေ One Championship ကိုဝင်ရောက်ရှင်ပြိုင်နေတဲ့ Fighter တွေထဲမှာဆိုရင် Hall of Fame ထဲမှာပထမဆုံးထည့်သွင်းဂုဏ်ပြုခံရတဲ့ကစားသမားဖြစ်လေ။ Online အဆန်းကမှတ်တမ်းဝင်သွားခဲ့ဖြစ်ပါတယ်ခင်ဗျာ။ဒီနေရာမှာ Hall of Fame ရဲ့အနှစ်သာရီကိုပရိသတ်တွေသိရှိအောင်ကျွန်တော်ပြောပြပေးချင်ပါတယ်။ Hall of Fame ရှင်းပြရခြင်းရဲ့ယူရချက်ကတော့ဒါပြိုင်ပွဲရဲ့အထူးကျွန်းဆုံးကစားသမားအဲ့ကစားသမားရဲ့အမွေနှစ်ကို ထိန်းသိမ်းတာဖြစ်ပါတယ် one championship အတွက်အချိန်အကြာကြီးရှင်ပြိုင်ပေးခဲ့တယ်ပြိုင်ပွဲစီးမြင့်နေကစားပုံတွေကိုတစ်ဖက်ဘက်ကနေအကျိုးပြုပြောင်းလဲပေးနိုင်ခဲ့တဲ့သမိုင်းဝင်အောင်မြင်မှုတွေကိုရယူပေးခဲ့တဲ့ကစားသမားတွေကိုမှတ်တမ်းနေကြတာဖြစ်ပါတယ်ခင်ဗျပြီးတော့ဒုတိယချက်ကတော့လေးစားမှုကိုပြသတာဖြစ်ပါတယ်ကစားသမားတွေရဲ့ရဲသွမ်းတတ္တိစွမ်းရည်နဲ့အားထုတ်မှုတွေအဲ့ဒါတွေကိုအတိအမှတ်ပြုပြီးတော့အမြင့်ဆုံးဂုံပြုစုကိုပေးရရှိမြင်တာဖြစ်ပါတယ်ခင်ဗျဂုံပြုခဲ့ရတဲ့သူတွေက အခုအွန်လိုင်းအစမတိုင်ခင်မှာ American Fighter Demetrius Johnson ရှိတယ်။သူဟာ One ရဲ့ Hall of Fame မှာပထမဆုံးဂုဏ်ပြုခံသူဖြစ်ပါတယ်ခင်ဗျ။သူဟာ One ရဲ့ဒါ Greatest of All Time Gold MMA လောကမှာအဲ့လိုသတ်မှတ်ခံထားတဲ့ Fighter တယောက်လည်းဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ Brazil Fighter Viviano Fernandez ပါ။သူဟာ One မှာကာလရှည်ကြာအောင်မြင်မှုကိုထိန်းသိမ်းနိုင်ခဲ့တဲ့ Fighter ဖြစ်ပါတယ်။ One Bantamweight MMA ကမ္ဘာ့ Champion ဟောင်းဖြစ်ပါတယ်။ One မှာ ရှမ်ဘီယာစုကိုစက်တကြိမ်တိုင်းစုခုရရှိခဲ့သူဖြစ်ပါတယ်ခမဒီနေရာမှာ Hall of Fame အတွက်ရွေးချယ်မှုစံနှုန်းနေရာပါလေဆိုတာကိုကျွန်တော်ပြပြပေးခြင်းပါတယ် One Championship ဟာ Hall of Fame အတွက်တိကျတင်ကြတဲ့အသေးစိတ်စံနှုန်းသတ်မှတ်ချက်တွေကိုတရားဝင်ထုတ်ပြန်ထားတော့မရှိပါဘူးဒါပေမဲ့ဒီချက်တွေကိုအရှိခံပြီးတော့ရွေးချယ်လေးရှိတယ်လို့မီဒီယာတွေကရေးသားထားပါတယ်ခမအဲ့ဒါကတော့နံပါတ်1ကာလရှည်အောင်မြင်မှုပါ ဝမ်းချန်ပီယံရှစ်မှာနှစ်ပေါင်းများစွာရှင်ပြိုင်ခဲ့ပြီးတော့ချန်ပီယံကပတ်ကိုကာလအကြာဆုံးထိန်းသိမ်းထားရင်လေသူတို့ Hall of Fame ထဲမှာထည့်လို့ရှိရလို့ပြောထားပါတယ်နောက်ပြီးတော့သမိုင်းဝင် Slash ဆောင်ကြီး History Performance ပေါ့လေစိတ်လုံးကြစရာကောင်းတဲ့တိုက်ခိုက်မှုတွေနဲ့ပွဲတွေကိုအမြဲတမ်းဖန်တီးပေးခဲ့တာဒါမှမဟုတ်မျိုးဆက်တဲ့ကစားသမားတွေကိုစံပြဖြစ်စေတဲ့ Slash ဆောင်ကြီးမျိုးပြတ်တာခဲ့တာအဲ့လို Fighter တွေကို Hall of Fame ထဲမှာထည့်လို့ရှိတယ်လို့သိရှိရတယ်ပြီးတော့ပြိုင်ပွဲအတွက်အကျိုးပြုတာ ကစားသမားတယောက်အနေနဲ့သာမကဘဲနဲ့ပြိုင်ပွဲရဲ့အမှတ်စိတ်နဲ့ကဘာလုံးဆိုင်ရာအောင်မြင်မှုအတွက်ပါသိတာထင်ရှားတဲ့အခန်းကဏ္ဍကနေပါဝင်တဲ့သူကို Hall of the Fame ထဲမှာထည့်သွင်းလို့ရှိတယ်လို့သိရှိရပါတယ်ခမ Online အစမ်းကတော့သမိုင်းဝင်စမ်းဆောင်ရင်းနဲ့ပြိုင်ပွဲအတွက်အကျိုးပြုမှုမှာထိပ်တန်းနေရာမှာရှိခဲ့တဲ့အတွက်ဒီစုကိုပြည့်ရရှင်းမြင်ခံရလို့လည်းသိရှိရပါတယ် Online အစမ်းကိုလာမယ့် November လမှာရောက်ရင် ဂျပန်နိုင်ငံမှာကျင်းပကိုရှိနေတဲ့1 173ပြိုင်ပွဲကြီးမှာ Call of the Face ကိုပေးရရှင်းမြင်မယ်လို့1ကအတည်ပြုသွားခဲ့ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ